ွေးတိုးသမားတွေအတုံးများတဲ့ဈေးတစ်ခုဖြစ်တဲ့ AMLO တပင်းနဲ့ပတ်သက်ပြီးတော့တင်းတင်းသီးတိုက်တဲ့အချက်တွေကိုအနည်းချုပ်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ AMLO တပင်းကိုတွေးတိုးသမားတော်တော်များများတောက်ခုကြပါတယ်။ AMLO 5, AMLO 10, AMLO 10 5 AMLO 10အဒီလိုနံပါတ်နဲ့လာပါတယ်เนาะပြီးတခြားသောနံပါတ်တွေလည်းအများကြီးရှိပါတယ်တော်တော်များများတောက်ဘူးကြတယ်တချို့တွေဆိုလို့ရှိရင်ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ကိုယ်တော်မောင်းနဲ့ကိုတောက်နေရမျိုးတွေလည်းရှိပါတယ်ဆိုတော့ဒီဈေးကအတုံးများတယ် ပြီးတော့သွေးကြဆေးတွေထမှဆိုလို့ရှိရင်ဒါအများအဖြစ်တခြားဆေးတွေနဲ့ရှင်လိုက်လို့ရှိရင်နည်းနည်း safe ဖြစ်တယ်လို့ပြောလို့ရတဲ့သွေးကြဆေးတွေမှာပါဝင်ပါတယ်เนาะအဲ့တော့ဒီဆေးကဘာဆေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ကသွေးပောင်ကြတဲ့ညမှာအသုံးပြုတဲ့သွေးပောင်ကြဆေးဖြစ်ပါတယ်အဲ့တချို့ယူလဲသွေးညှိဆေးလို့ခေါ်တယ်သွေးထိန်စီလို့ခေါ်တယ်ပေါ့နော်ဆိုတော့သဘောတရားကအတူတူပါပဲသွေးကြစေသွေးထိန်စီသွေးညှိစေအတူတူပါပဲနော်စေပညာမှာတော့တခုတည်းဖြစ်ပါတယ်သူက calcium channel blocker ဖြစ်ပါတယ်နော် CCB လို့ အတူကခေါ်ပါတယ်ဘလို့အလုတ်လုတ်လဲဆိုရင်ဒီဆေးကိုတောက်လိုက်တာ ਨੇ သူကဒီကယ်လ်ဆီယမ်နေဝင်တာကို ပိတ်လိုက်ပါတယ်အဲအဲ့ဒီခါမှာဆိုလို့ရှိရင်ဒီခန္ဓာကိုယ်မှာရှိတဲ့အသွေးကြောင်းလေးတွေကျဲလာပါတယ်အဲ့လိုနီလန်း ਨੇ သွေးပေါင်ခြေကိုကျစေတာဖြစ်ပါတယ်နော် blood flow ကိုကောင်းစေတာဖြစ်ပါတယ်ဒါကြောင့်မလို့သွေးတို့ယောဂါမှာအသုံးပြုလို့ရပါတယ်အများအပြားဒီဆေးကိုစပြီးတော့တောက်မယ်ဆိုရင်ဒါ 5mg ကနေပြီးတော့စပြီးတော့တောက်ပါတယ်တနေ့ကိုတစ်ချိန် ာဝင်လုံလောက်ပါတယ်။မရဘူးဆိုလို့ရှိရင်တော့ထပ်ပြီးတော့တိုးပြီးတော့တောက်ပါတယ်နော်။10 mg တစ်ကျိန်တိုးပြီးတော့တောက်ပါတယ်။တကယ်လို့မရဘူးဆိုရင်တော့နောက်ထပ်ဆေးတွေနဲ့ဆေးမျိုးစားနဲ့ထပ်ပြီးတော့ပေါင်းဆက်ပြီးတော့တောက်မှာဖြစ်ပါတယ်။ဗီဒီယိုဆိုကြအနေနဲ့ဘာတွေဖြစ်တယ်လဲဆိုလို့ရှိရင်အဲခြေထောက်တွေပြည်တာဖြစ်တတ်ပါတယ်နော်။ဒါဖြစ်တတ်တယ်အဲတချို့ရေဆိုလို့ရှိရင်ဒီဆေးတောက်ပြီးတဲ့အချိန်မှာခြေထောက်ပြိလာတာကိုလန့်ပြီးတော့ကြောက်ကညာထိသွားပြီလားဆိုပြီးတော့ဆိုရင်တတ်ပါတယ်နော်ဒါဆေးရဲ့ဗီဒီယိုဆိုကြောင့်ဖြစ်နိုင်ပါတယ်ဒါပေမဲ့တေချာအောင်တော့ကြောက်ကတဲ့ခရတနင်းကိုစစ်ဆေးဖို့တော့လိုအပ်ပါတယ် အရာပြန်တချို့တွေကခေါင်းမူတာခေါင်းကြိုက်တာဖြစ်တတ်တယ်။နောက်မျက်နှာရဲတာဖြစ်တတ်တယ်။အားမရှိသလိုဖြစ်တတ်တယ်။နောက်ဒီဆေးကိုတောက်တဲ့အခါမှာကျွန်တော်တို့ကကိုယ်တော်နဲ့ကိုမတောက်သင့်ဘူးမဖြစ်လို့လဲဆိုတော့ဆရာညွှန်ကြားချက်ပါမှတောက်ရတဲ့သွေးကြဆေးဖြစ်တယ်။အဲသူတစ်ဖြစ်အတဲပြက်စီးနေတဲ့လူတွေနှလုံးမကောင်းတဲ့လူတွေဆိုလို့ရှိရင်ဒါဆရာညှဉ်းချချက်နဲ့တိတ်ချတောက်တင်နေပြီလို့ရှိရင်ဆေးကိုတောက်နေရင်လည်းရက်ပြစ်လိုက်တာမျိုးမလုပ်တင်ဘူးเนาะဟုတ်ကဲ့ပါဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်လဲကွန်မန့်မှာ မေးလို့ရပါတယ် channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လုပ်ပြီးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်